အဲ့တော့ချိတ်ဆက်မှုမှာတုံမျိုးတော့ပြီးသွားပြီเนาะ cloud switch pin နဲ့កောင်းရယ်နောက်တစ်ခုက capacitor stat ရယ်နောက်တစ်ခုကကြတော့ running capacitor ရယ်အဲ့နောက်တစ်ခုကကြတော့သူက capacitor stat ရယ် running capacitor ရယ်နှစ်ခုပါတဲ့កောင်းเนาะနှစ်ခုပါတဲ့កောင်းမှာဥမာဒါ coin တော့เนาะဒီမှာလာပြီဒါ running coin ဒါ starting coin အဲ့မှာ running coin ကနေနှစားထွက်မယ်ချိတ်ဆက်ပုံခဏထားမယ်နော် starting coin ကနေလည်းနှစားထွက်မယ်နှစားထွက်ပြီဆိုရင်သူကဒီ running နဲ့ starting တခုကိုပေါင်းလိုက်ပြီးတော့ဒါ AC မီမီဂျိုတဂျိုပေါ့နော် common စအဲ့တော့နောက်တစ်ခုကကျတော့ဒါ running coin တစားကိုယူထားမယ်ဒီမှာ starting coin ပါပဲနော် starting coin မှာဘယ်လိုလာလဲဆိုရင်ဒီကောင်ကကျတော့ဒီနေရာမှာ running capacitor တစ်လုံးလာလိုက်တယ်နော် running capacitor လာလိုက်တယ်အဲ့ဒါပြီးရင်ဒီမှာဘာလာမလဲဆိုရင်ပေါ့နော်ဒီကောင်ကမီဂျိုးကိုတွားတာလေနောက်တဲ့ဒီကောင်မှလည်းပြန်လာတယ်ဒီမှာကျတော့ဘာ capacitor လေးလာလဲဆိုရင် starting capacitor လေးလာတယ်နော် starting capacitor လာတယ်ပြီးရင်ဒီမှာ switch clock လေးပါတယ်ပေါ့နော်အဲ centrifuge switch ပေါ့နော် centrifuge switch ပါမယ်ဒီလိုတွားထားတာပေါ့နော်အဲ့တော့ဒီကောင်က အနိုးအတွက်ကိုလှုပ်ပေးတာနော်မော်တာဆက်လဲပြီးနှိုးပြီးနှိုးပြီးဆိုတာနဲ့လဲပြီးသူ့မူရင်းမော်တာရဲ့ဆွမ်းဆောင်ရပြီဆိုတာနဲ့သူကဒီဆန်ရီဗျူရဲ6ကိုကာဗနာကနေဖြုတ်ဖြုတ်ချပလိုက်ပြောရရင်ဒီလမ်းကြောင်းကိုဖြတ်ချပလိုက်တယ်ဒီလမ်းကြောင်းကိုဖြတ်ချပလိုက်တယ်ဖြတ်ချပစ်တာဖြစ်တဲ့အတွက်ကြောင့်မော် starting capacitor ကိုတွားတဲ့လမ်းကြောင်းကပြတ်တော့သွားတယ်နော် starting capacitor ကိုလမ်းကြောင်းကပြတ်တော့သွားပြီးတော့ running capacitor ကနေဆက်သွားတယ် running capacitor ကအမြဲတမ်းအလုပ်လုပ်တယ်နော်အမြဲတမ်းအလုပ်လုပ်တယ် starting capacitor ကတော့အဒီ နိုဘူအတွက်ပဲအလုပ်လုပ်လေတယ်ပေါ့နော်အထအထအတွက်ပဲသူကအလုံးစုံမှာစက္ကန့်30နော်ဒါမှမဟုတ်ရင်အဲ့လောက်ထိပဲအလုပ်လုပ်တယ်ပေါ့နော်စက္ကန့်30သူကပြောရရင်30စက္ကန့်အတွင်းဖြတ်ချတာနော်ဒါမှမော်တာရဲ့ခုနစွမ်းဆောင်ရည်လက်ပတ်နှုန်း80ရာခိုင်နှုန်းဒါမှမဟုတ်85ရာခိုင်နှုန်းရုပ်ချင်းအဲ့တော့ဟုတ်ပြီကပက်စတာတွေတစ်ချက်ကြည့်မယ်နော်ကပက်စတာတွေမှာသူကဒီကောင်ကကျတော့အဲ running capacitor နော်ဒီကောင်က starting capacitor အယောင်နဲ့တော့မခွဲနဲ့နော်အဲ့မှာတစ်ချက်ပြောပြမယ် တော့မြင်ရလားတော့မတည်ဘူးမမြင်ရင်တော့ပြင်ရေးပြမယ်နော်ဒီမှာတွဲမိုက်ခရိုဖားတဲ့450ဗို AC ဟုတ်တယ်နော်အဲ့မှာဒီမှာဘာမှတော့မရေးထားဘူးပေါ့နော်ဒီမှာတချို့မှာဒီကောင်တွေမှာ running capacitor ဆို running capacitor starting capacitor ဆို capacitor starting capacitor အဲ့ဒါကအဲ့လိုမျိုးရေးပြီးထားရပေါ့နော် capacitor starting starting capacitor အဲ့လိုမျိုးရေးပြီးထားတယ်အဲ့မရေးပြီးထားတဲ့ကောင်တွေဒီကောင်တွေမရေးပြီးထားဘူးနော်မရေးပြီးထားရင်ဒီမှာတစ်ချက်ကြည့်လိုက်ဒီမှာတွေ့လား CVB 60 CVB တွေ့လားအဲ့ CVB เนาะ CVB ဆိုရင်ဒါက running capacitor ဖြစ်တယ်เนาะဒီကောင် running capacitor နောက်တစ်ခုဒီကောင်လေးကိုတစ်ချက်ကြည့် sorry အဲဒီကောင်ကကျတော့ဒီမှာ CD 60เนาะ CD ဆိုရင်ဒီကောင်က starting capacitor ပေါ့เนาะအဲ့တော့ capacitor တွေမတက်လို့မရအောင်နော် running capacitor နေရာမှာ starting capacitor တွေတော့တက် starting capacitor နေရာမှာ running capacitor တွေတော့တက်လို့မရဘူး